ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီကပြောပြပေးမှာတော့ကျွန်တော်တို့ Redmi မှာเนาะအဒီအသုံးဝင်တဲ့ setting လေးတချို့ပြောပြပေးမှာဖြစ်ပါတယ်တော်တော်များများဒီ setting ကိုတိတက်တွေရှိတယ်လို့မတိတက်တွေရှိတယ်ပေါ့เนาะအဲ့တော့ကျွန်တော်အခုဒီနေ့မှာ Redmi မှာပေါ့เนาะ setting setting မပိုင်မီမကိုင်းနဲ့ဆိုတော့ပေါ့เนาะ Redmi မှာအသုံးဝင်တဲ့ရေးကြီးတဲ့ setting လေးတချို့ကျွန်တော်ပြောပြပေးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်တော့ကျွန်တော်က setting ထဲဝင်လို့ပေါ့เนาะကျွန်တော် setting ထဲဝင်မယ် ်ဝင်ပြောရရင်ကျွန်တော်တို့ကပေါ့ဥမာကျွန်တော်ညခင်အိတ်တယ်ပေါ့ဗျာအဲ့လိုရှိရင်ဥမာတချို့ကြတော့တချင်နာတာမျိုးအိတ်တဲ့လူတွေရှိရပြီးလို့ရှိရင် relax music တွေပါတယ်ပေါ့နော်အဲ့လိုဒီလုံးလေးနားထောင်ပြီးအိတ်တဲ့လူတွေရှိရတချို့ကြရင်တရားကြီးပါနားထောင်ပြီးအိတ်တဲ့လူတွေရှိတယ်တချို့ကြရင်ပဲကျွန်တော်ဇက်ကကြီးနေတဲ့အိတ်ပြောကမနက်မိုးညဖုန်းတွေအားကုန်ပေါ့အဲ့လိုရှိတယ်ပေါ့နော်ကိုကအိတ်ပြောဝိုင်းဖုန်းတွေကတညလုံးပွင့်နေပြီးတော့ပထီထောင်ရတဲ့လူတွေရှိတယ်ပေါ့ဒီလိုအဲ့လိုမဟုတ်ပဲကိုကဖုန်းပေါ့နော်ကိုကအိတ်ပြောဝိုင်းတော့ဥမာရော တစ်ချက်ထိုးရင်တနင်္ဂနွေတနင်္ဂနွေထိုးရင်ဖုန်းပိတ်မယ်ပေါ့နော်မပြီးမနက်9နာရီထိုးတော့ပါအော်တိုပြန်ဖွင့်မယ်ပေါ့အဲ့လိုအဲ့လိုလောက်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကိုအိတ်ပြောပါလဲဖုန်းကသူ့အန်သူအော်တိုပိတ်သွားမှာပေါ့နော်အဲ့ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ကဟိုဒီပေါ့နော်စက်တင်တိုင်းဝင်ပြီးမယ်ဆက်စက်တင်ဆိုတာရှိတယ်အဲ့ထဲမှာကျွန်တော်တို့ကအဲ POWE ရ power လို့ရိုက်ချတယ် POWE ရ power လို့ရိုက်ချတယ် PM ပါ power on off ဆိုတာရှိတယ်ဗျအောက်ဆုံးပါပေါ့နော်အဲ့ဒါကျွန်တော်ဆက်နေတာဟဲ့ပြီးပါပေါ့နော်ကျွန်တော်တို့မှာ ဒါပထမဆုံးဘောကကျတော့မနက်ခင်းပဲ night ထိုးကျလို့ရှိရင်ဒီမှာဒီဟာဘယ်တော့ဖွင့်တာပေါ့နော်ဒီလိုဒီမှာ6နာရီလို့ကျွန်တော်ပြတ်ထားတာအဲဒီ6နာရီကြာကြတာမနက်ခင်းပေါ့နော်မနက်ခင်းဆက်ပြန်ဖွင့်မဲ့အချိန်တော့ဗျာဒါပြီး every day နေ့တိုင်းလာပေါ့နော်ဒီမှာသူက every day ဖြစ်ဒါတရက်ထဲလာပါတော့ကိုထိုင်းနေ one day တရက်ထဲလာပေါ့နော်အမတပတ်လာပေါ့ကက်စတန်ကိုကြက်ရက်ပဲယူထားမှာပေါ့နော်ဒီလိုမျိုးဆိုတနင်္ဂနွေရက်ယူယူထားမှာအဲ့လိုထားလို့ရပေါ့နော် once ဆိုတာတရက်ထဲပေါ့အဲ့လိုပဲထားလို့ရကျွန်တော်ကကြတော့ နေ့တိုင်းထားတယ်ပေါ့နော်နေ့တိုင်းဆိုတော့ every day နေ့တိုင်းလေဒီ minute 6နိုင်ဆိုရင်ကိုကြိုက်နိုင်လို့ချင်းလို့ရတယ်ပေါ့နော်ကျွန်တော် minute စက္ကန့်ပေါ့အဲ့လိုရှိတယ်ပေါ့နော်ကျွန်တော်ကတော့6နိုင်ထားတယ်ပြီးလို့ရှိရင်ဒီဟာပေါ့နော်အဲဘောဟာတော့ဒီဟာပေါ့ဘောဟာ black game ဖွင့်တာပေါ့ဒီဟာကြတော့ပိတ်ထားမှဆိုရင်ဒါတို့ဒါညက game မပိတ်တော့ဘူးပေါ့နော်ဒီဟာပဲဖွင့်တာပြီးလို့ရှိရင်ဖွင့်တာပြီးလို့ရှိရင်ဒီမှာဒီကောင်ကြတော့ဒီမှာကျွန်တော်ကြတော့12နိုင်ပြီ23ညရအတူပိတ်မယ်လို့ကျွန်တော်လုပ်ထားတယ်ပေါ့နော်ကိုကြတဲ့နိုင်ပေါ့နော်ကိုကြချင်းရရတယ်ပြီးလို့ရှိရင်ဒီကောင်လည်း everyday ပဲ ပြီးတော့ရှင်မန်ဂျစ်ချစ်ပြလိုက်အဲ့ဒါဆိုလို့ရှိရင်ပေါ့နော်အာကျွန်တော်ညကင်8တော့ဆိုလို့ရှိရင်ဖုန်းကသူ့ကသူသူ့အချိန်ကသူအော်တိုပိတ်သွားတယ်ပေါ့နော်ပြီးတော့ရှိရင်ပေါ့နော်ကျွန်တော်တို့ကဘက်မီတင်မှာအဲအသုံးဝင်နေနောက်တစ်ခုကကျတော့ဗားလဲဆိုလို့ရှိရင်အပယ်တဲ့ကျွန်တော်ချက်ဝင်တယ်ပြီးတော့ရှိရင်ပြကျွန်တော်တို့ကအပယ်ရီလော့ခ်ရတာပေါ့ဗျာကိုပရိဗစီတီဘာတွေဆိုသူများကြီးတီးမှာကြတော့ကျွန်တော်လော့ခ်ရရပေါ့နော်ပြီးရင်အပယ်လော့တယ်ချက်ဝင်လိုက်ပြီးတော့ရှိရင်ဒါကိုပရိဗစီဆိုလို့ရှိရင်ဒါဘယ်သူမှအကြည့်လို့မရဘူးပေါ့နော် အာဖွက်တာလို့ရပါဘူးပြီးလို့ရှင် header အပေးမှာပေါ့နော်အဲကိုဖွက်ချင်တဲ့ဟာတွေပေါ့နော် header navigation content ပေါ့နော်ဒီကောင်ကျတော့ဒီကောင်နေပိတ်ထားမယ်ဆိုလို့ရှင်ပေါ့နော်အဲစာရီဘာတွေ messenger စာရီဘာတွေဝင်လာမယ်ဆိုလို့ရှင်တော့ဗျာတို့ test screen မှာပုံပုံပေါ့နော် screen မှာဆိုစာမပြောက်ဘူးပေါ့နော် message ဝင်တဲ့အကြောင်းလေးပဲကျွန်တော်စာပို့ထားမှာပေါ့နော်ညာဆိုလို့ရှင်ပေါ့နော်နောက်တစ်ခု application နောက်တစ်ခုကကျတော့ အဲဒီမှာပေါ့နော်ဂျူရီအပဲပေါ့ဗျာအဲဂျူရီအပဲကျတော့ဗာလဲဆိုတော့ဗျာကျွန်တော်က software တစ်ခုကနေနှစ်ခုနှစ်ခုတုံးတာပေါ့ဗျာခွဲတုံးလိုက်တာဥမာ Messenger Facebook ရကိုယ်မှာတစ်ခုလေးရှိရပေါ့နော်ဒါကိုကဂျူရီအပဲလေးကိုဒီကောင်လေးကိုနှိပ်ထားမှဆိုလို့ရှိရင်ပေါ့နော်ဒီကောင်လေးနှိပ်ထားမယ်ဆိုရင် Facebook နှစ်ခု Messenger နှစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါဆိုရင်အဲဥပမာပြောကျွန်တော်ကတ်ကတ်လုပ်ပြမယ်ကျွန်တော်ကတ်တစ်ခုဖွင့်လာလိမ့်ပေါ့နော်အဲအဲ့ဒါ GUI app တစ်ခုနှစ်ခုဖြစ်သွားအဲ့ဒါကျွန်တော်ထွက်ကြည့်လိုက်ဒီမှာပေါ့နော် နှစ်ခုဆိုတော့သူပြရတယ်ဗျာလို့ရှိရင်ဒီမှာပြသူကဂျရီအပယ်ဆိုလို့ရှိရင်သူကဘာပြလဲဆိုတော့အမှအပေါ်မှာလေအပေါ်အမှအသင်ဂေတာလေးပါတယ်ဗောနော်အဲအဲ့ဒါလေးသူပြထားတယ်ဗောဗျအဲဆိုတော့ကျွန်တော်တိတာတယ်ဗောနော်ဂျရီအပယ်ဟောတာမဟုတ်လားဂျရီဂျရီအပယ်ဆိုနေသူသူကလည်းဆိုသူကဒီခါလေးခွဲပြီးတာဗောနော်အဲ့လိုရှိရင်ကျွန်တော်ကအဲ့ဒီ app မလို့ရှင်လို့ဆိုလို့ရှိရင်အဲကျွန်တော်ပြန်ဖြတ်လိုက်ပြလို့ရှိရင် uninstall app လောက်လိုက် ါဆိုလို့ရှိရင်သူ့ Jira app ရဲ့ auto pin ပြတ်သွားပြီပေါ့နော်အဲပြောရှင်နောက်တစ်ခုကကြတော့ကျွန်တော်ပြပြပြသားမှာပါလဲဆိုလို့ရှိရင်အာ hidden app ပဲပေါ့ဗျာကျွန်တော်အာဖတ်တာပေါ့နော်ကျေးဇူးမှာလဲဆိုရင်ဒီမှာပြောတာ Apple Lodge app set management မှာ share ရရပေါ့နော်ဟိုမှာတွေ့လို့ရှိရင် HI DDE ရန် sorry sorry ဒီမှာရှာအောင်ပေါ့ အဲ့တော့အမကောရှာတူဆိုတခုဆိုလို့ရှိရင်ဗောနော်ကျွန်တော်တို့ကအဲဆက်တပါမှာရှယ်ရှာလို့ရတယ် HI TTE and hidden APV support ပြကျွန်တော်ပြောတာဒါကျွန်တော်ဖတ်ထားတယ်ဗောနော်ကိုယ့်ရဲ့အဲဘာနေပြီး Facebook တွေ Messenger တွေ email တွေတွေ Telegram တွေပါတယ်ဗောနော်ကိုယ်အဲ့ဖတ်ထားလို့ရှိလို့ရှိရင်အာ မှန်သားပြမှာပေါ်တော့မှာမဟုတ်ဘူးเนาะဒီမှာကျွန်တော်ဘင်း AI တော့ပါဖွက်လိုက်ပြီเนาะကျွန်တော်ဘင်း AI ဖွက်လိုက်ဆိုရင်ကျွန်တော်ပေါ်တော့မှာမဟုတ်ဘူးဒါလို့ပေါ်မထားချင်တော့ဆိုလို့ရှိလို့ရှိရင်ဒါလည်း magic တွေပြန်ဖြုတ်ပေါ့เนาะဒါလို့ကိုကအဲ့ဒါဖွက်ပြီးွားရင်ကျွန်တော်ကိုကျွန်တော်တို့က WhatsApp ဖွက်ပြီးွားကြီးလာကျွန်တော်ခုနကဖွက်ပြီးွားကြီးဖွက်ပြီးကျွန်တော်ဘယ်မှာတက်ပြန်ရှာရမှာလဲဘယ်မှာတက်ပြန်ရှာရမှာလဲဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်ကဘယ်လိုပြန်ရှာလဲဆိုတော့ကျွန်တော်ဖုန်းဆက်ခွင့်ရောပေါ့เนาะလေလောက်မဟုတ်ဘူးပေါ့เนาะလက်ညှိုးနဲ့လက်မနေနဲ့ပိုးပြီးတော့ပေါ့เนาะ ဟိုကျွန်တော်ဖုန်းဆက်ကုန်ချေချေရှယ်လိုက်တာပေါ့ဗျာတင်းလားဟိုလက်ညိုးကြတော့အပေါ်ဆွတ်တင်လက်ညိုးအပေါ်ဆွတ်တင်လက်မောက်ဖိပြီးနှစ်ခုလုံးဖိပြီးတော့နော်ဖြေဟိုဓပုတ်နေပါလေဆိုကျွန်တော်တို့ဟာဇုံးနေပါလေဆွဲတယ်လို့ပြောနော်ဖုန်းလေးဖိပြီးတော့လက်ညိုးနဲ့လက်မောက်နဲ့ရှယ်ထုတ်လိုက်ပေါ့နော်အဲ့လိုဖြေထုတ်လို့ရှိရင် तू ကကိုဖောက်ကိုဖောက်ထားတဲ့ file တွေပေါ်လာအဲ့ဒါကြောင့်ကိုထုတ်တဲ့ password တွေပေါ်ပေါ့နော်ကျွန်တော်ဒီမှာ recording လုပ်ပေးမယ်ကျွန်တော် ပြလို့ရှိရင် तू က privacy ဖြစ်တဲ့ကြောင့် तू ပြမှာမဟုတ်ဘူးအမဲပဲပုံပေါ့နော်အဲ့ကြောင့်မို့ အဲအဲ့ရတဲ့ရတဲ့အတုံးဝင်နေပေါ့နော်စတင်လေးချုပ်ဖို့ကျွန်တော်ပြပြပေးစားပြပါရစေအားလုံးကျေးဇူးတင်ပါတယ်